ူမိမနဲ့သမီးကိုတတ်သွားတဲ့ယာကူဇာကိုင်းတစ်ခုလုံးကိုအမြင့်ပြုံအောင်တုတ်တင်ခဲ့တဲ့ဂျေးစာဖိုက်တာဇလန်လေးရဲ့အစမှာတော့ရင်ဂျိုမျိုးမှာလူသက်သမားစာကတာကဓာသွေးနေတာကိုလက်ဆာတားလိုက်ပြီးကားမောင်းထွက်လာခဲ့ပါတယ်နောက်တစ်ခါမှာတော့ကန်းဂျီနာကအပန်းပြေဆိုင်မှာယာကူဇာကိုင်းသားတွေကဂိုင်းကောင်းဆောင်ခါဝါနိုကိုဂိုင်းတဲ့တကူကမျိုးရဲမှာလွှမ်းမိုးဖို့ကြိုးစားနေတဲ့အကြောင်းသတင်းတင်ပြခဲ့ပါတယ်သူ့လူရဲ့ညံပြင်းမှုကြောင့်ဒေါသထွက်သွားတဲ့ခါဝါနိုကသူတို့အထက်ကတယောက်ကိုဓာနဲ့ချိန်လိုက်ပြီးမျက်နှာကိုဖျက်ပစ်ခဲ့ပါတယ် ဲဒီချိန်မှာပဲစာကာတာကအပြင်ဘက်ကနေချောင်းဝင်လာကလမ်းမှာတွေ့သည်များအဆောင်တွေကိုလည်းမှောက်သိပြစ်ခဲ့ပါတယ်။ဘရင်ဘောက်ကနေသွေးတွေနဲ့တွဲလောင်းကျနေတဲ့ခြေထောက်နှချောင်းပေါ်လာတော့ဂိုင်းသားတွေကကျူးကျော်သူရှီမန်းတတိထားမိသွားခဲ့ကြပြီးကာဝါနိုကိုကာကွယ်ခဲ့ကြပါတယ်။စာကာတာကခေါင်းမုတ်တက်မှာဂိုင်းသားတွေကိုဆက်လက်တပ်ဖြတ်နေခဲ့ပြီးတော့ကာဝါနိုနဲ့သူတို့ဘက်တွေက တကားကနေထွက်ခွာဖို့ကြိုးစားခဲ့ကြပေမဲ့အပေါက်ကမှာလောင်းတွေနဲ့ပိတ်နေတဲ့အတွက်ဒုတိယထပ်ကိုပဲတက်သွားခဲ့ရပါတယ်။ ဇာကာတာကသူ့နောက်ကလိုက်လာတဲ့ဂိုင်းသားတွေကိုဓားနဲ့ကျွမ်းကျင်စွာခုတ်ပိုင်းပစ်ခဲ့ပြီးတော့လှေကားပေါ်ကနေကန်ချခဲ့ပါတယ်။ကာဝါတို့ကသူကားစီကိုရောက်သွားခဲ့ပေမဲ့လည်းကားသမားကအသက်ခံလိုက်ရပြီပဲဖြစ်ပါတယ်။နောက်ထပ်ဂိုင်းသားနှဲငယ်ကိုရှင်းလင်းပြီးတဲ့အခါမှာဂိုင်းစတာတယောက်လက်ချက်နဲ့ဇာကာတာတယောက်ဂိုင်းပေါက်ခံလိုက်ရပါတယ်။သူတို့နှစ်ယောက်ကလက်ပလာဖြစ်နေကြတဲ့အတွက်အခန်းထဲကပစ္စည်းတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။ဇာကာတာကလဲကျသွားခဲ့ပြီးဂိုင်းစတာကအပေါ်ကနေဓားနဲ့ထိုးဖို့ကြိုးစားခဲ့ပေမဲ့ ဇာကာတာကသူ့လက်တွေကိုဓားနဲ့ဖြတ်ပစ်ခါတက်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကခါဝါနိုရဲ့အခန်းထဲကိုဝင်သွားကခါဝါနိုရဲ့ပြစ်ချက်တွေကနေလွတ်အောင်ဂိုင်းသားတယောက်ရဲ့အလောင်းကိုလူသားတိုင်းကဖြစ်သုံးခဲ့ပါတယ်။ကြောင်ရွံ့နေတဲ့ခါဝါနိုကဝရန်တာကနေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဇာကာတာကသူ့ကိုအမိဖမ်းပြီးတော့တက်ပစ်နိုင်ခဲ့ပါတယ်။ဂိုင်းသားတယောက်ကဇာကာတာကိုချောင်းပြီးပြစ်ဖို့လုပ်တော့သူကဇာကာတာဆရာဖူဂျီတိုလက်ချက်နဲ့အသက်ခံလိုက်ရပါတယ်။ အပြန်လဲမှာတော့ဘူဂျီတိုကစာကာတာကို တာဝန်အတွက်အခါကြီးငွေပေးရှိကအနားမယူဖို့ပြောခဲ့ပေမဲ့လေသူမိသားစုကဦးစားပေးဖြစ်နေပြီဖြစ်တဲ့စာကာတာကတော့ငြင်းဆန်ခဲ့ပါတယ်။အဲဒီနောက်မော်ရဲကတရားရုံးကသူတို့ပြောနေတာတွေကို ခိုးပြီးတော့နားထောင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့စာကာတာတယောက်သူမိမအာဝရီနဲ့သူသမီးလေးရီယိုတို့ရှိတဲ့အိမ်ကိုပြန်လာခဲ့ပြီးတော့ညစာမစားခင်ရေရင်ချိုးခဲ့ပါတယ်။စာကာတာကဝက်လဲနေတော့မှပဲသူမိမရဲ့အော်ဒန်ကိုကြားလိုက်ရပြီးသွားကြည့်လိုက်တော့ နှစိုးမျက်နှာပုံတက်ထားတဲ့လူတွေကသူမိမနဲ့ကလေးကိုဝိုင်းထားတာကိုတွေ့လိုက်ရပါတယ်။ဇာကာတာကခါဝါနိုကိုတုတ်တင်ရှင်းလင်းပေးတာကြောင့်ခီမန်ဂူမီလို့ခေါ်တဲ့သူတို့အဖွဲ့တွေကမြို့ကိုလွန်မိုးနိုင်သွားတဲ့အတွက်ဇာကာတာကိုကျေးဇူးတင်ခဲ့ကြပါတယ်။မျက်နှာပုံတက်တဲ့လူတယောက်ကရီယိုကိုပွေ့လိုက်တော့ဇာကာတာကသူ့ကိုချိုးကင်ကတနက်နဲ့ပြဖို့လုပ်ခဲ့ပေမဲ့တခြားလူတယောက်ကဇပွဲပေါ်ကိုတနက်နဲ့ပြလိုက်တော့အချက်တည်တည်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကဇာကာတာကိုရိုက်နှက်ကြပါတယ်။ရီယိုကသူ့ဘက်ကိုနာကျင်အောင်မလုပ်ဖို့တောင်းပန်ခဲ့ပြီးတော့ ။အော်ရီကလည်းသူသမီးကိုပွေးဖက်ကတနာဖို့ငိုယိုပြီးတော့တောင်းပန်ခဲ့ပါတယ်။အော်ရီရဲ့ငိုတန်ကိုနားကြားမြင့်ကက်လာတဲ့လူစိုးတယောက်ကသူ့ကိုပြစ်တက်လိုက်ပါတယ်။ရောဒါထရိုသားရဲ့ဆာကာတာကရီယိုကိုပြေးဖို့ပြောကာလူစိုးတွေကိုတိုက်ခိုက်ခဲ့ပေမဲ့လူစိုးတယောက်ကကလေးမလေးကိုလည်းပြစ်တက်ခဲ့ပါတယ်။ဆာကာတာတယောက်ယူတို့မြပူလုံးကြွနေတုန်းမှာပဲလူစိုးကောင်းဆောင်ကမြို့ထဲမှာနှစ်90ကြာတိုင်းတစ်ခါလူတယောက်ကိုလူသက်စစ်အဖြစ်ပြောင်းသွားစေတဲ့နတ်ဆိုးတို့ကောင်ရှိတဲ့ကြောင်းပြောခဲ့ပါတယ်။ သူတို့ကိုင်းရဲ့တာဝန်ကမြို့ကိုနတ်ဆိုးရဲ့ရန်ကနေကာကွယ်ရမှာဖြစ်ပြီးစာကာတာကတော့သူတို့အကုန်လုံးကိုတရက်ကြရင်တပ်ပစ်မယ်လို့ကြိမ်းဆိုခဲ့ပါတယ်။လူစုကောင်းဆောင်ကတော့အဲ့ဒီနေ့ကိုစောင့်နေမယ်လို့ပြောကာစာကာတာကိုလည်းပြစ်လိုက်ပါတယ်။မကြာခင်မှာပဲရဲတွေကအခင်းပြပွားရနေရာကိုရောက်လာခဲ့ပြီးတော့စာကာတာကသူ့ကိုယ်သူမတက်သေးခင်မှာမိမနဲ့ကလေးဖြစ်သူကိုပါပြစ်တက်သွားတာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။အဲ့ဒီနောက်ဆနေနဲ့ကြာမှာတော့မြို့တော်ဝင်ဆူနိုဟာရာက ရင်ညိုမျိုးကိုအန္တရာယ်များတဲ့ပတ်ဝန်းကျင်အဖြစ်ကနေလှပတဲ့နေရာအဖြစ်ပြောင်းလဲမယ့်အကြောင်းမိန့်ခွန်းပြောကြားနေခဲ့ပါတယ်။သူကပြားဆက်ရုံဈေးဝယ်စင်တာနဲ့ကာစီနိုတို့ပါပါဝင်မဲ့အပန်းဖြစ်စရာနေရာတစ်ခုကိုလည်းဖွင့်လှစ်မယ့်အကြောင်းကြေညာခဲ့ပါတယ်။တရင်တော်တယောက်ပြတဲ့ကာမီရာမာကအပန်းပြေစကန်းတိစောက်မှုကိုဥဆောင်ဆန့်ကျင်သူအပါဝင်လွန်ခဲ့တဲ့ဆယ်စုနှစ်တွင်ပျောက်ဆုံးသွားတဲ့လူတွေနဲ့အသက်ခံရတဲ့လူတွေကြောင်းမေးခဲ့ပေမဲ့ဇူနိုဟာရာကတော့အချိန်မြင့်မရှိတဲ့ကောလာဟာလာတွေဖြစ်တယ်လို့ပဲပြောခဲ့ပါတယ် အဲ့ဒီချိန်မှာပဲစာကာတာတယောက်ကတော့ဆေးရုံတစ်ခုကိုရောက်နေခဲ့ပြီးကိုမာဝင်နေခဲ့တဲ့အတွက်ကုသမှုခံယူနေခဲ့ပါတယ်။ဆေးကုသမှုခံယူပြီးသွားတော့ဖူဂျီတာကသူ့ကိုလာခေါ်ခဲ့ပြီးစင်ရင်သားရက်ွက်ကတိုက်ခန်းတစ်ခုကိုခေါ်လာကရှင်ဂျိုမျိုးကမျိုးတော်ဝင်ပြောသလိုမဟုတ်တဲ့အကြောင်းသက်သေပြခဲ့ပါတယ်။ရက်တွေကုံဆုံးသွားခဲ့ပြီးတော့ဖူဂျီတာရဲ့မျိုးရစ်ကစာကာတာကိုဂယူဆိုင်ပေးကရေမိုးချိုးထမင်းကျွေးလမ်းလျှောက်ပေးခဲ့ပါတယ်။တ냐နေခဲ့မှာတော့သူတို့ကတိုက်ခန်းကိုပြန်လာနေတော့လူစိုးတယောက်ကသူတို့ရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပြီးတော့ စာကာတလက်မောင်းကိုဓာတ်နဲ့ထိုးလိုက်တော့စာကာတကသူ့နံမည်သူအော်မိသွားခဲ့ပါတယ်။တကယ်တော့စာကာတကအဲ့လူစိုးကိုလက်ဖြတ်ခဲ့တာဖြစ်ပြီးတော့သူကလက်စားချေဖို့လာခဲ့တာဖြစ်ပေမဲ့စာကာတကဘာမှမတုံ့ပြန်ခဲ့ပါဘူး။တချိန်ထဲမှာပဲခါမီရာမကလည်းမျက်နာမှာအမာရွေကြီးရှိတဲ့လူတစ်ယောက်ကိုခီမန်ဂူမီခိုင်းကြောင်မေးနေခဲ့ပါတယ်။အမာရွေနဲ့လူကစာကာတကိုခီမန်ဂူမီခိုင်းကငားထားတာလို့ထင်နေခဲ့ပြီးခါမီရာမကလည်းတိုက်ခိုက်မှုဖြစ်ပွားတဲ့ရက်နဲ့အပန်းပြေစကန်လိုင်စင်ရတဲ့ရက်ကတရက်တည်းဖြစ်နေတာကိုသတိထားမိခဲ့ပါတယ်။ ဒီကိစ္စတွေအကုန်လုံးကလည်းဆူနိုဟာရာမျိုးတော်ဝင် ဖြစ်လာတဲ့အချိန်နှောင်းမှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ခီမန်ဂူမီကိုင်းကပတ်စံတွေကိုလူကုန်ကူရနဲ့တရားမဝင်မှုရဲ့စေဝါရောင်းဝယ်မှုကနေရတာဖြစ်ကြောင်းရှင်းပြနေတော့မျက်နှာပေါင်းတက်လူတစ်ယောက်ကဗန်ကားပြတင်းပေါက်ကိုခွဲလိုက်တော့ကင်မရာမှာတယောက်ကြောင်အားလန်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။မျက်နှာပေါင်းတက်တဲ့လူကသူ့နောက်ကိုပြေးလိုက်ကပစိန်တလက်နဲ့ခုတ်သက်ခဲ့ပြီးနောက်ထပ်မျက်နှာပေါင်းတက်ထားတဲ့လူတစ်ယောက်ပေါ်လာကအမရွဲ့တဲ့လူကိုကားထဲကနေဆွဲထုတ်ခဲ့ပါတယ်။ မျက်နှာပုံးတက်တဲ့လူကပစိန်ကိုအမရွဲ့နဲ့လူရဲ့လက်ပေါ်ကိုတင်ထားကတနက်တလက်ပေးပြီးတော့တက်သေးဖို့ဖိအားပေးခဲ့ပါတယ်။သူတို့ကအမရွဲ့နဲ့လူတွေသွားတာကိုစောင့်ကြည့်နေကြရင်းနဲ့အရေးကြီးတဲ့ဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ဖူဂျီတာကတော့ဘင်မောင်ကစားနေရင်းနဲ့ဇာဂတာရဲ့မိသားစုကြောင့်ခီမန်ဂူမီခိုင်းကိုပြောလိုက်မိပြီးတော့မတက်ဖို့တောင်းဆိုခဲ့ပေမဲ့လည်းခိုင်းကသူစကားကိုလေးမထားခဲ့တဲ့အကြောင်းတွေးနေခဲ့ပါတယ်။အဲဒီချိန်မှာပဲသူလဲဖုန်းကောတစ်ခုရခဲ့ပြီးတော့အန်ဟောစရာတင်းနေကြခဲ့ရပါတယ်။ ဇဲဦးမှာတော့ရဲတပ်နာမှုကိုတာရိုကအင်ဂျီယာမဲရီရဲ့ရန်ပွဲကနစ်နာသူကို လာစစ်ဆေးကြည့်ခဲ့ပါတယ်။သူကအဆောင်ရဲနှစ်ယောက်ကိုပတ်စံပေးလိုက်ကာခနာနာဖို့ပြောလိုက်ပြီးတော့အခန်းထဲဝင်သွားတော့နစ်နာသူကစာကာတာဖြစ်နေခဲ့ပါတယ်။တကယ်တော့ကိုတာရိုကစာကာတာမိသားစုကိုတတ်သွားတဲ့လူတွေထက်ကတယောက်ဖြစ်နေခဲ့ကနဆိုးမျက်နှာပုံးကိုဝဲလိုက်ပြီးတော့စာကာတာကိုမှတ်မိလားလို့မေးခဲ့ပါတယ်။သူကအင်ဂျီတွေကနေစေးထုတ်အထုတ်လိုက်ပြီးတော့လွန်ခဲ့တဲ့၁၂နှစ်ကစာကာတာသက်ရှင်နေသေးတဲ့အကြောင်းသူတို့ကသိနေခဲ့တာကိုရှင်းပြခဲ့ပါတယ်။ သူတို့ကဇာကာတာကိုတနက်နဲ့ထမ်းမပစ်ဖို့အမိန်ရခဲ့ပေမဲ့လေကိုတာရိုကတော့ဇာကာတာကိုတတ်တင်တယ်လို့တွေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုတာရိုကဇာကာတာကိုဆေးထိုးလိုက်တဲ့အချိန်မှာသူ့အတန်းကြောင့်ဇာကာတာကကိုမာကနေရုန်းထွက်လာနိုင်ခဲ့တာကိုတတိမထားမီပဲဖြစ်နေခဲ့ပါတယ်။ကိုတာရိုကဆဖီဆွဲမလို့လုံနေတော့မှပဲဇာကာတာကလှုပ်သွားတာကိုမြင်လိုက်ရပါတယ်။ဇာကာတာကမတော်တဆပြုတ်ကြခြင်းအောင်စောင်းလိုက်ပြီးတော့ကိုတာရိုကိုဆွဲလဲကလဲပင်းညှစ်ခဲ့ပါတယ်။ ဒါမဲ့လည်းကိုတာရိုကစာကာတာကိုပစ္စည်းတွေနဲ့ထုရိုက်ကတွန်းထုတ်လိုက်ပြီးတော့တတိလက်တော့အောင်ကန်ကြောက်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲရဲတွေပြန်ရောက်လာခဲ့တော့ကိုတာရိုကသူ့ကိုမပြစ်အောင်မျက်နှာဖုံးချွတ်ပြခဲ့ပါတယ်။ရဲတွေကစာကာတာကိုအာယုံဆိုင်နေတော့မှပဲကိုတာရိုကမျက်နှာဖုံးပြတ်တက်လိုက်ပြီးတော့ရဲတယောက်ကိုခေါင်းအုပ်နဲ့ဖိကပစ်တက်ခဲ့ပါတယ်။တခြားရဲတယောက်ကတော့ခီမန်ဂူမီခိုင်းသားတယောက်ဖြစ်နေတဲ့အတွက်တာတာရရာပဲဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဆရာဝန်တယောက်ကအကုန်လုံးမြင်သွားမဲ့သူတို့တီးသွားတော့ဆရာဝန်ကိုပါပစ်တက်ခဲ့ပါတယ်။ ယုတ်တည်းစာကတာကသတိပြန်ရလာခဲ့ပြီးတော့ကိုတာရိုကိုဖမ်းချုပ်တော့ရဲကသူ့ဆရာကိုကာကွယ်ခဲ့ပြီးတော့သုံးယောက်သားရုံးဆံကက်ဖြစ်ပွားခဲ့ကြပါတယ်။အဲဒီနောက်ရဲကလဲကြသွားခဲ့ပြီးတော့ဂရင်းနဲ့နိုင်ရန်ကြားညက်နေတဲ့အချိန်မှာကိုတာရိုကစာကတာကိုစက်တိုက်ကန်ခဲ့ပြီးတော့လဲပင်းညှပ်ဖို့ကြိုးစားခဲ့ပါတယ်။စာကတာကသူ့ကိုယ်သူကာကွယ်နေခဲ့ပြီးတော့ဝေယုံသွန်းကားဖြစ်ပွားကရဲကတွန်းချခံလိုက်ရပြီးတော့ပရင်းပေါက်ကနေပြုတ်ချသွားခဲ့ပါတယ်။စာကတာကကိုတာရိုကိုကျိုးနဲ့လဲပင်းညှစ်ထားခဲ့ပြီး ကိုတာရိုကယုံနေတော့မှာပဲဇာကာတာကသူ့ကိုစောင်းနေတဲ့လေပင်းညစ်သက်ပစ်ခဲ့ပါတယ်။ဖူဂျီတာနဲ့ရစ်တိုကစေယုံကိုရောက်လာခဲ့တဲ့အချိန်မှာတော့နန်းလျှောက်ထွက်လာတဲ့ဇာကာတာကိုမြင်ပြီးတော့အံ့ဩသွားခဲ့ကြပါတယ်။သူကတွေးတဲ့မုန်းတွေကိုယူဆခဲ့ပြီးတော့သူ့မိသားစုတည်ဆုံးမှုကြောင့်တတိပြန်ရလာကလက်စားချေဖို့စဉ်းစားနေခဲ့ပါတယ်။ဇာကာတာပြန်ကောင်းလာတဲ့တရင်ကခီမန်ဂူမီဂိုင်းကကောင်မလေးတွေကိုရောင်းစားနေတဲ့လူစိုးတွေစီကိုပါရောက်သွားခဲ့ပါတယ် ဂိုင်းကောင်းဆောင်ကတော့ကျေနပ်နေခဲ့ပြီးတော့ဇာကာတကို မျိုးရဲကလွတ်နေတဲ့နတ်ဆိုးလို့ယူဆကရှီယောင်းအကကပြီးတော့အောင်ပွဲခံခဲ့ပါတယ်။မကြခင်မှာပဲဖူဂျီတာကခီမန်ဂူမီဂိုင်းစီကနေဇာကာတရဲ့အလောင်းကိုလာပို့ဖို့မက်ဆေ့ကိုလက်ခံရရှိခဲ့ပါတယ်။သူတို့ကစိတ်အောင်ကိုကားမောင်းသွားခဲ့ကြပြီးဖူဂျီတာနဲ့ရစ်တိုကဇာကာတပါတဲ့အိတ်ကိုချကာထွက်သွားခဲ့ကြပါတယ်။အိတ်ကတဲယူပို့ဆောင်ရေးဆက်ပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့ဇာကာတကထွက်လာခဲ့ပြီးတော့အဆောင်တယောက်ကိုကျုံးခဲ့ပါတယ်။ ဆန်ယုံပန်ရှင်တာဂီမိုတိုကကင်မရာတွေကနေသူ့ဝန်ထမ်းတွေနဲ့တိုက်ခတ်နေတဲ့ဇာကာတာကိုမြင်လိုက်ရပြီးတော့ဂိတ်ကအဆောင်တွေကိုတတိပေးလိုက်တော့အဆောင်တွေကဖူဂျီတာတို့ကားကိုပြစ်ခတ်ခဲ့ကြပါတယ်။ရေ့ချ်ကချက်ချင်းတည်သွားခဲ့ပေမဲ့လည်းဖူဂျီတာကတန်ရာပဲရကအဆောင်တွေကိုပြန်ပြစ်ခဲ့ပါတယ်။တာဂီမိုတိုတယောက်ဆေးသွုံးလိုက်ပြီးတော့မျက်နှာဖုံးတက်လိုက်တော့ဇာကာတာမိသားစုကိုတတ်ခဲ့တဲ့လူတယောက်မှန်းတိတာသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဇာကာတာကတော့နေရာတိုင်းမှာတွေ့တဲ့ကောင်းတွေကိုတွေ့တာနဲ့ကောက်ရိုက်ခဲ့ပြီးတော့အသက်ပြစ်ခဲ့ပါတယ်။ လောက်သမားတယောက်ကဇာဂတာကိုမြေကော်ကားနဲ့မားလိုက်ကအမိုက်ပုံးထဲကိုပြစ်ချလိုက်ပေမဲ့ဇာဂတာကသူ့ကိုဓာတ်ချောင်းနဲ့ပြစ်ခဲ့ပါတယ်။နောက်ထပ်လောက်သမားတယောက်ကသူ့ကိုတနက်နဲ့ပြစ်တော့ဇာဂတာကခုံပြန်ကြော်လွားတိုင်းသမားလောက်ကအဲ့လူစီကတနက်ကိုခိုးပြီးတော့တခြားလူစိုးတွေကိုပြစ်တက်ခဲ့ပါတယ်။တခြားလောက်သမားတွေကတွန်းလဲတဲ့ကိုခုံဝင်လာကြတော့ဇာဂတာကဓာတ်နဲ့ဆုံးသက်ပေးခဲ့ပြီးလက်ကနယံကိုဝင်မတိုက်ခင်မှာပဲခုံထွက်နိုင်ခဲ့ပါတယ်။ ။ဒါစားကြည့်ဖို့အတွက်စားလောင်နေတဲ့စာကတာကလေကားပေါ်ကနေတက်သွားခဲ့ပြီးတော့လမ်းမှာပိတ်သည်မြလူရန်ကိုလည်းတက်ပစ်ခဲ့ပါတယ်။သူရုံးကွန်းကိုရောက်တဲ့အခါမှာတော့တာဂီမိုတိုကဆက်ယုံအပြင်ကနေစောင့်နေခဲ့ပြီးဖုန်းကခလုတ်ကိုနှိပ်ခဲ့ပါတယ်။အဲဒီချိန်မှာပဲဆက်ယုံကပေါက်ကွဲသွားခဲ့ပြီးဂိုင်းကောဆောင်ကတာဂီမိုတိုကိုဖုန်းဆက်ကအောင်မြင်မှုအတွက်ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ဒါမဲ့လေစာအုပ်ထဲကနေဆောင်ကြုံပြီးထွက်လာတဲ့စာကာတာကိုမြင်တော့သူကဖုံးချလိုက်ပြီးတော့ဖူဂျီတာကသူ့ကိုတိုက်ခိုက်လိုက်တော့သူ့ရန်သွားခဲ့ပါတယ် ဖူဂျီတာကစာကာတာကိုခီမန်ဂူမီခိုင်းကိုသူမိသားစုကြောင့်ပြောပြခဲ့တဲ့အတွက်တောင်းပန်ခဲ့ပြီးတော့ဒေဗိုထိုက်တန်နယ်လို့ပြောလိုက်တော့စာကာတာကတုံဆိုင်မနေဘဲနဲ့ပြစ်တတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စာကာတာကတာကီမိုတိုကိုထိုးကျခဲ့ပေမဲ့တာကီမိုတိုကယဉ်နေခဲ့ပြီးတော့သူကောင်းဆောင်ပေါ်သက်စာရှိတဲ့အကြောင်းကြေဆိုခဲ့ပါတယ်။အဲဒီချိန်မှာပဲတာကီမိုတိုဖုန်းကမီလာခဲ့ပြီးစာကာတာကဂိုင်းကောင်းဆောင်အတန်းကြားခဲ့ရပါတယ်။ဂိုင်းကောင်းဆောင်ကစာကာတာကိုသူသမီးကအသက်ရှင်နေစေဖြစ်တဲ့အကြောင်းပြောလိုက်တော့စာကာတာတယောက်ဒေါသတကြီးနဲ့တာကီမိုတိုမျက်နှာဖုံးကိုဖြစ်စီပစ်ခဲ့ပါတယ်။ တကယ်တော့ကန်ကောင်းဆောင်ကမြို့တော်ဝင်ဆူနိုဟာရာဖြစ်နေခဲ့ပြီးမြို့ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက်ရာဇဝဲမှုတွေကိုကျူးလွန်ရင်းနဲ့ပတ်စံရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။ဆူနိုဟာရာကစာကာတာကိုသူသမီးကိုပြန်မြင်ကျင်သေးတယ်ဆိုရင်တာကီမိုတို့ကိုအသက်ချမ်းသာပေးဖို့ပြောခဲ့ပေမဲ့စာကာတာကတာကီမိုတို့ကိုတပ်ပစ်ခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့သတင်းတောက်တွေအကုန်လုံးကမင်းညားကဖြစ်ပျက်ခဲ့တဲ့တိုက်ခိုက်မှုအကြောင်းပြောဆိုနေခဲ့ကြပြီးစာကာတာကိုပောက်ကွဲမှုမှာတည်ဆုံသွားတယ်လို့ယူဆကအပြစ်ပုံချခဲ့ကြပါတယ်။ ဒီချိန်မှာပဲရီယိုကမျက်နှာဖုံးတက်လူတယောက်ဖြစ်တဲ့ကန်တာရဲ့စောင်းကြည့်မှုအောက်မှာဇေကျော်တဲ့အရွယ်သမီးပြိုလေးဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ကန်တာကဂီမန်ဂူမီကိုင်းရဲ့လူကုန်ကူးတဲ့လုပ်ငန်းကိုတာဝန်ယူထားတာဖြစ်ပြီးတော့ရီယိုကိုတနာယူဆန်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။ဆူနိုဟာရာတယောက်သူ့စီကိုဖုန်းခေါ်လိုက်ပြီးတိုက်ခိုက်မှုပြီးတဲ့ကပုံနေတဲ့ဇာကာတကိုရှာခိုင်းခဲ့ပါတယ်။စင်ရသားရက်ွက်တစ်ခုမှရဲရရှိတာကီကာဝါကသူ့တက်ခန်းကိုပြန်လာခဲ့ပြီးပရင်းပေါက်ပွင့်နေတာကိုတတိထားမိသွားကဇာကာတကိုတွေ့သွားခဲ့ပါတယ်။ တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဇာကာတာကတာကီကာဝါကိုကယ်တင်ခဲ့တာဖြစ်ပြီးတော့အဲဒါကြောင့်တာကီကာဝါကသူ့အတွက်သတင်းပေးလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။တာကီကာဝါကဇာကာတာကိုခီမန်ဂူမီကိုင်းကလုံခြုံရေးကုမ္ပဏီတစ်ခုကဥက္ကဋ္ဌကိုတတ်နေတဲ့ဗီဒီယိုကိုပြကသူ့မှာအသက်ခံရတဲ့သူရဲ့လက်ချောင်းတွေရှိတဲ့အကြောင်းပြောခဲ့ပါတယ်။တကယ်တော့အဲ့ဒီကုမ္ပဏီကအပန်းပြေစကန်ရဲ့လုံခြုံရေးကိုတာဝန်ယူထားတာပဲဖြစ်ပါတယ်။တာကီကာဝါတနတ်ကိုခိုးပြီးတော့ဇာကာတာကကုမ္ပဏီရုံးချုပ်ကိုသွားကာ အထက်တိုင်းမှာတွေ့တဲ့လူဆိုးတွေကိုတက်ဖြတ်ခဲ့ပြီးတော့အိမ်ခန်းတစ်ခုထဲကိုရောက်သွားခဲ့ပါတယ်။ရီယိုတယောက်ဆိုပါနောက်မှာပုန်းနေတော့ဇာကာတာကနေရံပေါ်မှာသူ့သမီးနဲ့အဖေဟန်ဆောင်ထားတဲ့ကန်တာရဲ့ဓာတ်ပုံကိုတွေ့သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲကန်တာခန်းထဲရောက်လာပြီးတော့နှစ်ယောက်သားတိုက်ခိုက်နေကြတော့မှာပဲရီယိုကထွက်ပြေးသွားကဇာကာတာကကန်တာကိုအသာစီးရခဲ့ပြီးတော့ထိုးချိန်နိုင်ခဲ့ပါတယ်။ကန္တာတယောက်ဇာကာတာကိုဇပွဲနဲ့ရိုက်ခဲ့ပြီးတနက်နဲ့ပြစ်မလို့လုခဲ့ပေမဲ့ဇာကာတာကရှောင်းလိုက်ပြီးတော့တနက်ကိုလူခဲ့ပါတယ်။ ကန္တာကဇာကာတကိုထိုးလိုက်ပြီးတော့စောကားမော်ကပြောတော့ဇာကာတာကသူမိမကိုတတ်သွားတာကန္တာမှန်းတီသွားခဲ့ပါတယ်။တနတ်ကကြီးညက်နေခဲ့တဲ့အတွက်ဇာကာတာကအဆုံးသက်ခါနီးမှာရီယိုရောက်လာခဲ့ပြီးတော့ကန္တာကိုအဖေတို့ခေါ်ကဇာကာတာကိုများနဲ့ပြစ်ခဲ့ပါတယ်။ဇာကာတာတယောက်ကြက်တွေတင်နေခဲ့တော့မြားကဘိုက်ကိုမှန်သွားခဲ့ပြီးတော့ကန္တာကသူ့ကိုပရင်းပေါက်ကနေတွန်းချခဲ့ပါတယ်။အဲဒီနောက်မှာတော့ကန္တာကအောက်ကိုကြီးလိုက်တော့ဇာကာတာကကားတစ်စီးပေါ်တက်ကလွတ်မြောက်သွားတာကိုတွေ့သွားခဲ့ပါတယ်။ တကယ်တော့တာဂီကာဝါကစာကာတာကိုကားပေါ်တင်ခေါ်သွားတာဖြစ်ပြီးတော့ဒံယာကိုစေကူတာလို့ရမယ်လုံုံုံတဲ့နေရာတစ်ခုကိုခေါ်သွားပေးခဲ့တာပဲဖြစ်ပါတယ်။အဲဒီချိန်မှာပဲကင်မရာကနေတစင်ကြည့်နေတဲ့ဆူနိုဟာရာကတာဂီကာဝါကိုဖုန်းခေါ်ခဲ့ပြီးတော့စာကာတာကိုဖုန်းပေးဖို့ပြောခဲ့ပါတယ်။ဆူနိုဟာရာကစာကာတာကိုရီယိုကိုတွေ့ကျင်နေဆိုရင်ပန်းဖြေစကန်ကိုလာခဲ့ဖို့ပြောခဲ့ပါတယ်။ဒံယာကိုကူးမဆိုင်နိုင်တော့ပဲနဲ့စာကာတာကသူ့ယင်ကိုပြန်သွားကဓာတ်နဲ့ကားကိုယူလာခဲ့ပါတယ်။အဲဒီချိန်မှာပဲရီယိုကပန်းဖြေစကန်တဲကအခန်းတစ်ခုမှာဖမ်းခံထားခဲ့ရပါတယ်။ အထက်တိုင်းမှာတော့လက်နဲ့ပြေဆုံတဲ့အဆောင်တွေရှိနေခဲ့ပြီးဇာကာတာတယောက်သူကားကိုအာယုံလှဲဖို့ထုတ်လိုက်ပြီးတော့သူကတော့ခိုးဝင်ကတွေ့ရပစ္စည်းတွေကိုတုံးပြီးတော့မြင်မြင်သမျှလူဆိုးတွေကိုတပ်ပစ်ခဲ့ပါတယ်။သူကဘော်ဒက်ကိုတက်သွားပြီးတော့လူဆိုးတွေနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပြီးအလောင်းတွေကိုကြော်ကာအပေါ်ကိုဆက်တက်သွားခဲ့ပါတယ်။အဲဒီနောက်သူကလူဆိုးများစုကိုအသာလေးတတ်နိုင်ခဲ့ကဓာတ်ကင်ထားတဲ့လူတယောက်နဲ့တွေ့တော့တန်ရာရသွားခဲ့ပေမဲ့သူ့ကိုလည်းတတ်နိုင်ခဲ့ပါတယ်။သမီးသောနဲ့နာကျင်မှုကိုအန်တုရင်နဲ့ဇာကာတာကဆက်သွားခဲ့ပြီးတော့ကန်တာနဲ့တွေ့ခဲ့ပါတယ် ဒရုန်းယောက်ကနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကြပြီးတော့လက်ရည်ညီနေခဲ့ပါတယ်။စာကာတာကအသားရရှောင်နေခဲ့တော့ကန်တာကရီယိုကြောင့်မဆားရဝမ်မကန်အသေးရေပြစ်အောင်ပြောဆိုခဲ့ပြီးစာကာတာကိုဓာတ်နဲ့ထိုးကနေဖြစ်သွားခဲ့ပေမဲ့စာကာတာကဓာတ်ကိုရက်လိုက်နိုင်ခဲ့ပြီးတော့ဘားကိုပဲချင်းမိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စာကာတာကဓာတ်ကိုယူလိုက်ပြီးတော့ကန်တာမျက်လုံးကိုထိုးကအသေးတက်ပြစ်လိုက်ပါတယ်။နောက်ထပ်လူစိုးတွေအများကြီးရောက်လာခဲ့ပြီးတော့စာကာတာတယောက်သူတို့ကိုရှင်းကအပေါ်ဆုံးထက်ကိုရောက်သွားတဲ့အချိန်မှာတော့ပင်ပန်းနေခဲ့ပါပြီ သူကခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာတော့သူ့ကိုမှမမှီးတဲ့ရီယိုကိုတွေ့ကာတုံလှုပ်သွားခဲ့ပါတယ်။အာယုံပြန့်လွင့်နေတာကြောင့်မျက်နှာဖုံးတက်တဲ့လူတယောက်ဖြစ်တဲ့ဂျင်းကဇာကာတကိုချောင်းတိုက်ပြီးတော့အမောက်သိခဲ့ပါတယ်။ခဏကြာတော့ဂျင်းကဇာကာတကိုစူနဟာရာကရီယိုကိုမြို့ထဲကနတ်ဆိုးအကြောင်းပြောပြနေတဲ့နားကိုခေါ်သွားခဲ့ပါတယ်။ဆူနိုဟာရာကဇာကာတာကိုအဲ့ဒီနဲ့ဆိုဖြစ်စေခြင်းခဲ့ပြီးရီယိုကိုတတ်မဲ့အချိန်မှာတာကီကာဝါတယောက်တနက်ပြစ်ပြီးတော့ဝင်လာခဲ့ပါတယ် အဆောင်တွေအများကြီးတေကုန်ကြပြီးတော့ဆူနိုဟာရာကအဆောင်တယောက်ကိုလူသားတိုင်းကလောက်ကခန်းထဲကနေထွက်သွားခဲ့ပါတယ်။ဇာကာတာကရီယိုကိုအောက်ခွာလိုက်တဲ့အချိန်မှာတော့ရီယိုတယောက်သူ့မိတက်ခံရတဲ့ကိစ္စကိုမှတ်မိသွားခဲ့ပြီးသူ့ကိုပြစ်လိုက်တဲ့ကြည်စံကသူ့ရုပ်လေးကိုမှန်သွားတာမှန်တတိယသွားခဲ့ပါတယ်။ဇာကာတာတယောက်တန်တို့ကိုင်းတဲ့ဂျင်းနဲ့တိုက်ခိုက်နေတော့မှာပဲရီယိုနဲ့တာဂီကာဘာတို့ကပုံနေခဲ့ကြပါတယ်။ဆူနိုဟာရာတယောက်ပြန်လာခဲ့ပြီးဂျင်းကဇာကာတာကိုတာစီရပြီးတော့ဇက်တိုက်ကိုရိုက်နှက်နေတာကိုကြည့်နေခဲ့ပါတယ်။ ဒါမဲ့လည်းရုံရင်ကန်ရင်နဲ့ဇာကာတာကဂျင်းရဲ့ဟာခွက်ကိုတွေ့သွားခဲ့ပြီးတော့ဓာတ်နဲ့ထိုးကလေကားပေါ်ကနေကန်ချခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆူနိုဟာရာကဂျင်းရဲ့မျက်နှာဖုံးကိုချိုးကြည့်လိုက်တဲ့အချိန်မှာမျက်နှာပေါ်မှာမီးလောင်ထားတဲ့အမရွက်ကြီးနဲ့သူ့ရဲ့အမွားညီဖြစ်နေခဲ့တာကိုသိသွားခဲ့ပါတယ်။တကယ်တော့သူတို့နှစ်ယောက်ကကလေးဘွားတွေကကွဲသွားခဲ့ကြပေမဲ့ပြန်တွေ့တဲ့အချိန်မှာတော့ဂျင်းကဆူနိုဟာရာအတွက်လူသက်တာအပါဝင်အကုန်လုံးလုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတာဂီကာဝါကသူ့ဖေစီကိုပြန်သွားကျင်နေတဲ့ရီယိုကိုခေါ်ပြီးတော့အစာအုပ်ထဲကနေထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။ ဇူနိုဟာရာကမျက်နှာပုံးတက်လိုက်ပြီးစာကာတာကိုဓာတ်နဲ့တိုက်ခတ်ခဲ့ပါတယ်။စာကာတာတယောက်ပြင်းပြင်းထန်ထန်တိုင်ရာရထားတဲ့အတွက်ဇူနိုဟာရာကအသာရပဲအနိုင်ယူကာစာကာတာလက်ကိုဖျက်ပစ်ခဲ့ပါတယ်။စာကာတာကတော့မထနိုင်တော့ဘဲနဲ့ခန္ဓာကိုယ်တရွဆွဲနေခဲ့ပေမဲ့ထပ်မံတိုက်ခတ်ခဲ့ပါတယ်။ဇူနိုဟာရာကစာကာတာရဲ့ဓာတ်ချက်တွေကိုကာကွယ်နိုင်ခဲ့ပြီးစာကာတာကမျိုးရဲကနတ်ဆိုးဖြစ်လာတဲ့အတွက်စိတ်လှရှားနေခဲ့ပါတယ်။သူတို့နှစ်ယောက်ကရုတ်တရက်တိုက်ခိုက်ခဲ့ကြပြီးတစ်ချိန်တည်းမှာပဲတယောက်ကိုတယောက်ဓာတ်နဲ့ထိုးမိသွားကြတဲ့အတွက်ဇာကာတာကအခွင့်အရေးကိုလက်လော့မခံဘဲနဲ့ ဆူနိုဟာရမျက်နှာဖုံးကိုချုပ်ကာခေါင်းကိုတားနဲ့ထိုးပြီးတော့တတ်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆာဂါတာကလီကားပေါ်ကနေလိမ့်ချသွားခဲ့ပြီးတော့ရီယိုကအကုန်လုံးကိုမြင်လိုက်တာကိုသိသွားခဲ့ပါတယ်။ရီယိုကသူ့ပြင်နာသွားတဲ့အချိန်မှာတော့ကန်တာတယောက်ပြန်ပေါ်လာခဲ့ပြီးတော့ဆာဂါတာကိုတနက်နဲ့ပြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကန်တာကရီယိုစီကိုပြေးသွားတဲ့အချိန်မှာရီယိုကသူ့မိကိုတတ်ခဲ့တဲ့လူမန်းတိနေခဲ့ပါတယ်။ကန္နာကရီယိုကိုတောင်းပန်နေတော့မှပဲဆာဂါတာကနောက်ကနေပေါ်လာခဲ့ပြီးတော့နောက်ဆုံးမှဒါနဲ့တက်ပြေးခဲ့ပါတယ် ဇာကာတာတယောက်ရီယိုလက်ပေါ်မှာလဲကျသွားခဲ့ပြီးမသေးခင်မှာပဲသူသမီးလေးကိုချစ်တဲ့အကြောင်းတွေပြောပြခဲ့ပါတယ်။တုံးစံတိုင်းပြီးမှပေါ်တဲ့ပြီးပေါ်ပြီးပေါ်ဆိုပြီးတော့ရဲတွေရောက်လာတာတန်ရာရတဲ့သူတွေနဲ့အလောင်းတွေကိုတည်သွားခဲ့ကြပါတယ်။ဂျန်ကခုချိန်ထိအသက်ရှင်နေတုန်းဖြစ်ပြီးတော့ရီယိုကိုလူနာတင်ရင်ထဲမှာဆောင်ခိုင်းထားခဲ့ပေမဲ့ဘသူမှတတိမထားမိခဲ့တဲ့အချိန်မှာရီယိုကထွက်ပြေးလာခဲ့ပါတယ်။တနေ့ကြမှာတော့ဂျင်ကသူ့အကိုအဖြစ်ဟန်ဆောင်ခဲ့ပြီးတော့မျိုးတော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါတယ် အင်တာဗျူးပြီးတဲ့အချိန်မှာဂျင်ကဂိုင်းကောင်းဆောင်မျက်နှာဖုံးတက်လိုက်ပြီးဂိုင်းတဲ့ကနှက်ကွန်းမှာရိုးရာကကပြီးတော့အောင်ပွဲခံခဲ့ပါတယ်။အဲဒီအချိန်မှာပဲရီယိုရောက်လာခဲ့ပြီးတော့ဂျင်းကိုမတည်မရှင်းများတစ်ချောင်းပြီးတစ်ချောင်းနဲ့ပြစ်တက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရီယိုကမိသားစုတပ်ပုံတင်ထားတဲ့သူ့ဘေးရဲ့ကားနဲ့ထွက်သွားခဲ့ပါတယ်။ဇလန်းကတော့ဒါပါပဲခင်ဗျ။ကြီးစုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ။